မင်္ဂလာပါကျွန်တော်တို့ဒီ Worship Through the Bible Series အာ Season 2အာဒီနေ့တော့เนาะ Episode 13ပေါ့เนาะအာ73ဘိုင်းမြောက်ကိုရောက်ပြီဖြစ်တယ်အာဒီ73ဘတ်တာเนาะဘုရားပို့ဆောင်ခဲ့တဲ့ရာလုံးပေါ်မှာပြန်လဲရေထွက်ပြီးမှခြေစတော်ချီးမွမ်းပါတယ်လို့เนาะကျွန်တော်တို့ဒီနေ့မှာဆက်ပြီးမှဆင်ခြင်မှုပြင်ဆင်တဲ့ရာကဒီဝိပုယချံခန်းကြီး10တဲမှာရှိတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်เนาะဒါကတော့ထူကြသောမီးပေါ့เนาะအာ Strange Fire ဆိုတဲ့အာအကြောင်းအရာလေးကိုเนาะကျွန်တော်တို့ဆင်ခြင်မှုဖြစ်ပါတယ် ။ဒါဝိပြောကြံခန်းကြီး30ကျွန်တော်တို့စဖတ်လိုက်ပြီဆိုတာ ਨੇ အာကျွန်တော်တခြားလောက်ဖတ်ခြင်း ਨੇ အာအာယုံဤတာနာတက်နဲ့အဘိဟုတို့သည် ကိုစီဆိုင်သော လင်ပန်းတို့ကိုယူလျက်မိကိုထဲ၍လောပန်းကို တင်ပြီးလင်သာရဖျားမာတာတော်မူသောမိမဟုတ်ထူကြသောမိကို ရှေ့တော်၌ပူဇော်၏ထို့အခါသာရဖျားထံတော်မှမိထွက်၍သူတို့ကိုလောင်သည်ဖြင့်ရှေ့တော်၌ထေကြ၏ဆိုတော့ဒီအာဒီဖြစ်ဖြစ်ဒီဝိပ္ပယချန်ထဲမှာ စိတ်မကောင်းစရာကောင်းတဲ့အဖြစ်အပျက်ဖြစ်တယ်။ကြောက်လန့်စရာကောင်းတဲ့အဖြစ်အပျက်ဖြစ်တယ်။အာသူသဖြင့်ကျွန်တော်အတွက်ဆိုရင်အမြဲတမ်းအာကျွန်တော်ကိုအမြဲတမ်းအာလှုပ်ခါစေတဲ့နော်တုံလှုပ်စေတဲ့အဖြစ်အပျက်တစ်ခုအာဖြစ်တာဖြစ်တယ်။နော်ကျွန်တော်တို့ဒီမှာဖတ်တဲ့အခါမှာကျွန်တော်တို့တွေ့ရတာအာယုံမှာဒါ၄ရောက်ရှိတယ်လို့နော်ကျွန်တော်တို့နားလေရတယ်။ဆိုတော့အဲ့ထက်မှာ နှစ်ယောက်ပေါ့နော်အာယုံရဲ့သားနှစ်ယောက်ကနာတန်းနဲ့အဘီဟုဆိုတဲ့နှစ်ယောက်ကယေဘရဟိတ်တူဖြစ်တယ်။နော်ဒီနေ့ကျွန်တော်တို့နားလည်ရတဲ့အရာကယေဘရဟိတ်အမှုဆောင်ရတယ်ဆိုတာကနော်လေဝိအမျိုးသားတွေကဖြစ်ရတာဖြစ်တယ်။လေဝိအားလုံးဒီလေလေဝိအမျိုးအားလုံးဒီယေဘရဟိတ်လုံးလို့မရပါဘူးနော်ကျွန်တော်ဖတ်ကြည့်လို့ရှိရင်လေဝိအမျိုးတွေကမှအာယုံအနွယ်အာယုံရဲ့သားသမီးပေါ့နော်အာယုံရဲ့ generation ဆင်းလာတဲ့သူကပဲယေဘရဟိတ်အဖြစ်အမှုဆောင်ဝင်ရတာဖြစ်တယ်ပေါ့နော်။ ်ဟိုကဂျန်တဲ့လေဝိအမျိုးသားတွေကတော့เนาะဒီတဲတော့เนาะဒီဆောက်တဲ့အပိုင်းเนาะဒီအတက်အပြင်မှာလုတ်တဲ့အပိုင်းတွေလုတ်တာဖြစ်ပြီးမှဒီအတွင်းပေါ့เนาะတန်ရှင်းရဌာနအတန်ရှင်းဆုံးတန်ရှင်းရဌာနထဲမှာပဲပြောမှာเนาะတန်ရှင်းရဌာနထဲမှာအမှုဆောင်တဲ့ຢာကတော့ဒီရပရောဟိတ်ဖြစ်တဲ့အာယုံရဲ့သားတွေကပဲလုတ်ဆောင်ရတာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါကဖျားနဲ့ရင်းနေပြီးတော့မှဖျားနဲ့အတွင်းစီးထဲမှာလုတ်ဆောင်တဲ့ ူတွေဖြစ်တယ်ဆိုတာကိုเนาะကျွန်တော်တို့ပထမတစ်ချက်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီနေရာမှာဒီနာဒတ်နဲ့အဘီဟုနှစ်ယောက်ကဘာသွားလောက်တာလဲဆိုတော့เนาะဖရာเนาะတန်ရှင်းရဌာနထဲမှာရှိတယ်အာနတ်တာပေါင်းမိရှုရပလင်ပေါ်မှာသွားပြီးမှနတ်တာပေါင်းကိုအာသွားပြီးမှပူစော်တဲ့အာမှုရာကိုလောက်တာလို့ကျွန်တော်နားလဲရတာဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်နတ်တာပေါင်းမိရှုရပလင်မှာမိသွားအာဆိုတော့ပေါ်ပြီးမှပူစော်တယ်ဆိုလို့ရှိရင်เนาะဒီအာမီးမီးခဲယူသွားတယ်အဲမီးခဲပေါ်မှာ ဒီနန်းတာပေါင်းကိုမီးရှို့ပြီးတော့မှအာပူဇော်ရတာဖြစ်တယ်ဒါပေမဲ့သူတို့ယူသွားတဲ့မီးကဲเนาะကျွန်တော်တို့ရှေ့ကအာရစ်တေပူရစ်တေလေးလာတဲ့ခါမှာရောဒီတဲတော်လေးလာတဲ့ခါမှာရောကျွန်တော်တို့လေးလာဖြစ်တယ်เนาะဒီဒီမီးကဲကိုယူသွားတဲ့အရာတခြားကလာတဲ့မီးမဟုတ်ဘူးပေါ့เนาะဘယ်ရယူရလဲဆိုတော့ဒီမီးရှို့ရရစ်ပူဇော်တဲ့ခါမှာเนาะဒီနေ့အာဒီเจวาเนาะရစ်ပလင်เนาะပူဇော်တဲ့ထဲမှာ လောင်နေတဲ့မီးသွေးခဲတွေထဲကမီးသွေးတချို့ကိုနော်သူတို့ညက်နဲ့ယူပြီးတော့မာတီလင်ပန်းပေါ်တင်ပြီးတော့အဲ့မီးသွေးမီးကိုပဲတန်ရှင်းရထားတာတွေကိုရေပရိုဟိတ်ကယူလာရတယ်ယူလာပြီးတော့မှခုနပြောတဲ့နန်းသာပေါင်းပြီးရှိုးရပလင်ပေါ်မှာအဲ့မီးကိုတင်ပြီးတော့မှနန်းသာပေါင်းကိုတင်ပြီးတော့ပူဇော်ရတာဒါဖျားမှားထားတယ်မီးဆိုတာဒါကိုပြောတာဖြစ်ပါတယ်နောက်ထပ်ပြီးမှတေချာကျွန်တော်တို့အရင်ကလေ့လာခဲ့တဲ့အရာတွေမှပြန်ပြီးတော့မှနော်ပြန်သွားလို့ရှိရင် ဒီအာခြေွာရစ်ပလင်ပေါ့နော်ဘီချိုရာရစ်ပလင်တနည်းအားဖြင့်เนาะအဲဒီကမီးကတော့ဘယ်ကလာလဲဆိုတော့တကယ်တော့เนาะဒါကျွန်တော်တို့ဒီကိုပြရချင်ရှေ့တခန်းလေးပဲအခန်းကြီး၉ရဲ့အငယ်ကိုဖတ်လိုက်လို့ရှင်ဘုရားလာလဲဆိုတော့ဘုရားစီကလာတာဖြစ်တယ်เนาะဘုရားမာထားတဲ့အတိုင်းပဲဟာเนาะရှစ်ပလင်လည်းပြင်ပြီးပြီးရေကောင်းလည်းပြင်ပြီးပြီးเนาะအားလုံးเนาะ ready ဖြစ်တဲ့အခါမှာဘုရားကမီးဘုရားစီကမီးထွက်ပြီးမှဒီလိုတင်ထားတဲ့ရှစ်ပလင်ပေါ်မှာရှိတဲ့ရေကောင်းကို လောင်သွားတယ်အဲ့ခါမှာလူတွေအားလုံးကဘုရားရဲ့ဘုံကိုမြင်ပြီးမှဟာဘုရားကိုချီးမွမ်းကိုးကွယ်ကြတယ်ဆိုတဲ့အကြောင်းအရာလေးဒီကိုကြီးရချမ်းကိုအစုံပါเนาะကျွန်တော်တို့24လောက်မှာခန်းကြီးကိုအငယ်24လောက်မှာဖတ်ရင်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဖိဒီဒီမီးရှို့ရရစ်ပလင်တနည်းအားဖြင့်ဒီခြေဝါရစ်ပလင်ပေါ်မှာမီးလောင်နေတဲ့ဒီမီးကအစပြုပေးတာဘုရားပဲဖြစ်တယ်အဲ့လောင်ထားတဲ့မီးမငိမ့်သွားအောင်တော့ဒီ project တွေကအဆင်သင့်ဖြစ် မီးစာထိုးပေးတယ်နော်ပြီးတဲ့ခါမှာနော်ပြားတွေကိုရှင်းပေးတဲ့အလုပ်ကိုသူတို့လုပ်ကြပြီးတော့မှဒီမီးက24နာရီအမြဲတမ်းတောက်လောင်နေရပြီးဖြစ်တယ်အဲ့မီးဒဲကမီးသွေးကဲကိုပဲယူလာပြီးတော့မှဘုရားကဟာဒီနေ့နန္တာပေါင်းမီးရှို့ရပလင်ပါနန္တာပေါင်းကိုပူဇော်ဖို့ဘုရားကမှားထားတယ်ပေါ့နော်ဒီထဲမှာနော်ဖိဖယားမှားထားတဲ့မီးမဟုတ်ပဲနဲ့တခြားအပြင်ကမီးတခုကိုယူလာပြီးတော့မှနာတဲ့နဲ့အဘိဟုကဘုရားကိုပူဇော်တဲ့ခါမှာ တကယ်တော့ထာဝရဘုရားထံကမီးထွက်လာလို့ရှင်ကျွန်တော်တို့ခုနကဝေပြခြင်းအခန်းကြီး၉မှာဖတ်သလိုဝေပြထာဝရဘုရားထံကထွက်တဲ့မီးကဘာလို့ပဲလောင်လဲဆိုရစ်ကောင်နဲ့မီးရှိုးရရစ်နဲ့စီဥ့ကိုပဲလောင်ပြီးမှဘုရားဘုံကိုလူတွေမြင်ပြီးဘုရားဘုရားကျင့်တတ်တယ်ဆိုတာကိုမြင်ပြီးမှနော်လူတွေကချီးမွမ်းကြတဲ့အရာမျိုးဖြစ်ရမှာအခုကတော့ဘုရားမမာထားတဲ့မီးနဲ့သူတို့အပြင်းအထန်တနေရာယူလာတဲ့မီးတစ်ခုခုပေါ့ တဲ့သွားပြီးပူဇော်တဲ့အခါမှာဘုရားတန်ကမီးထွက်လာပြီးမှရစ်ကောင်ကိုမလောင်မင်းနဲ့ဒီတခါတော့ရစ်ပူဇော်တဲ့ရစ်ဘရဟိတ်နာတဲ့နဲ့အဖေကိုလောင်ပြီးတော့မှသူတို့နှစ်ယောက်တူလည်းဘုရားရဲ့ရှေ့တော့မှာတော့ဘုရားရဲ့မျက်မှောက်ထဲမှာထေသွားကြတယ်ဆိုတော့ဟုတ်အာကျွန်တော်တို့ဒီဖြစ်ပျက်ထဲမှာသူတို့နားလဲရတာဖြစ်တယ်တို့ဒီဒီဒါကတော့အဖြစ်ပျက်ပေါ့နော်နဲ့ကျွန်တော်နောက်ခံ background ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့လေကျွန်တော်နည်းနည်းပြောပြတာဖြစ်တယ်ဒီတရားနေစင်ချင်ရတဲ့အရာကတော့ဒီနေ့နာတဲ့နဲ့အဖေဟုလို့ပဲဘုရားရှိခိုးမှာအမှုဆောင်တဲ့သူ ်ဘုရားကိုကိုးကွယ်တဲ့သူဘုရားရဲ့အတွင်းစီးတဲ့ကိုဝင်တဲ့သူဒီအသက်တာအတွင်းမှာ obedience အရင်အရေးကြီးသွားပြီဖြစ်တယ်ဘုရားပြောရင်ပြောတဲ့အတိုင်းနားထောင်ပြီးမှလုပ်ရမှာဒါဘုရားဘုရားဘုရားရှေ့မှာအမှုဆောင်တဲ့ဘုရားနဲ့ယဉ်နီးတဲ့နော်ဘုရားနဲ့လူသားမှာရက်တဲ့ဂျေဘရဟိတ်အမျိုးလို့ပြောတဲ့ နော်ကျွန်တော်တို့ယုံကြည်သူအသက်တာတနည်းအားဖြင့်သူရဲ့ကိုယ်ွယ်တဲ့သူအသက်တာတနည်းအားဖြင့်အမှုဆောင်တဲ့အသက်တာမှာဆိုရင် ministry ဘဲမှာဖြစ်ဖြစ်ပါဝင်တဲ့အသက်တာဆိုရင်ဖခင်ပြောရင်ပြောတဲ့အတိုင်း obedience အရင်အရေးကြီးသွားရင်ဖြစ်တယ်ဘောလက်ဆိုဒီနာတဲ့နဲ့အပီဟုကတေချာတိတယ်ကျွန်တော်ခုနကပြောသလိုလူတိုင်းတည်တဲ့ဝင်ခွင့်ရတာမဟုတ်သလိုနော်လေဝိအမျိုးအာယုံအနှွင်အာယုံရဲ့သားသမီးအာယုံရဲ့သားလေးယောက်မှမှပဲဝင်ခွင့်ရတာဖြစ်တယ်ပြည့်တဲ့တော့မှဖခင်အတိအကျ instruction နော်ကျွန်တော်ဝေပြအကျန်တောက်လျှောက်လေ့လာရတယ်မှာမှားထားပြီးဖြစ်တဲ့ခါ ဒါတတ်တမဲ့နာခံခြင်းမရှိဘဲနဲ့လောက်တာဖြစ်တဲ့အခါမှာဘုရားကိုးကွယ်ခြင်းနဲ့ပတ်သက်တဲ့အခါမှာလက်မခံဘူးဒီလူနှစ်ယောက်ဘုရားရဲ့မျက်မှောက်တော်ထဲမှာပဲတခါတည်းသိသွားရဲဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။တော့ကျွန်တော်တို့ဓမ္မတိကာလဒီနေ့ယေရှုတော်ကာလထဲမှာတော့ဒီလိုတော့ကျွန်တော်တို့ငောက်ကငောက်ခနေဘုရားမျက်မှောက်ထဲမှာသိသွားတာမျိုးတော့ဖြစ်ပါမယ်။ဘုရားရှိမှကျွန်တော်အမှုဆောင်တယ်ဆိုတဲ့အခါမှာကျွန်တော် obedience မရှိရင် ကျွန်တော်တို့တိုးတက်တဲ့အပိုင်းမှာမတိုးတော့တနည်းအားဖြင့်သေသွားတယ်ဆိုတာဆက်ပြီးမှမရှင်းတန်တာဆက်ပြီးမှမကြီးထွားတော့တာဘုရားနဲ့သွားလာတဲ့အသက်သာတွေမှာခုရင်လုံဆောင်တဲ့ ministry တွေမှာအမှုတော်တွေမှာပါဝင်တဲ့အခါဘုရားကို obedience မရှိရင်ဘုရားပြောထားတဲ့စကားနားမထောင်ရင်ဘုရားလုပ်ခိုင်းတဲ့အရာကိုကျွန်တော်တို့သိရတယ်ကျွန်တော်တို့မလုပ်ရင်ကျွန်တော်တို့ထဲမှာသေခြင်းပေါ့နော်ဒါကတော့သူ့လိုတော့အသက်နဲ့ကိုဦးစားခွဲပြီးသေသွားတာမဟုတ်ပေမဲ့မတိုးတက်တော့တဲ့အရာတွေဆက်ပြီးတော့မှနောက်ထပ်မသွားနိုင်တော့တဲ့အရာတွေ နောက် level ကျွန်တော်မသွားနိုင်တော့တဲ့အရာတွေကျွန်တော်တို့ဘုရားသုံးလို့ရဖို့ဘုရားပြင်ဆင်ထားတဲ့ပမာဏတိရအောင်ကျွန်တော်တို့အသုံးမခံရတော့တဲ့အရာတွေဟာကျွန်တော်တို့ obedience အလုံး immediate သူဖြစ်ဘုရားအမှုကိုဆောင်တဲ့သူဟာဘုရား ministry မှာပါတဲ့သူဆိုပို့ပြီးမှအရေးကြီးတယ်လူတိုင်းအတွက်ဘုရားရဲ့ကိုယ်ွယ်ခြင်းဆိုတော့ obedience ပဲเนาะကျွန်တော်ဒီ series ထဲမှာအချိန်ချင်းကကပြောသလိုဘုရားကသူ့ကိုကိုယ်ွယ်တဲ့သူသူ့ကိုနာခံဖို့ပဲတော့ဒီနေ့သူတို့ TCU ထက်နာခံခြင်းကိုငါတာပြီးနှစ်သက်တယ်ပေါ့လားလို့ပြောရဲဘုရားပြောတဲ့အခါသူပြောရင်ပြောတဲ့အတိုင်းပဲ နားထောင်လိုက်ခြင်းဝင်ခံလိုက်ခြင်းသဘောတူလိုက်ခြင်းကကိုယ့်ရဲ့သူသက်သာမှာအင်မတန်ရေးကြီးတာဖြစ်တယ်လို့ဒီနေ့သူသဖြစ်တော့ဒီတန်ရှင်းရထားတာတွေမှာအမှုဆောင်တဲ့နာတတ်တဲ့အဖေဟုလိုမျိုးနေရာမှာဒီနေ့ကျွန်တော် ministry တနေရာတွေမှာရှိတယ်ဆိုရင်ပို့ပြီးမှဘုရားပြောတယ်ပြောတဲ့အတိုင်းကျွန်တော်တို့လုပ်ဖို့လိုတာဖြစ်တယ် obedience ဒီပထမတစ်ချက်ကျွန်တော်တို့စင်ချင်ရတယ်ဒီအဖြစ်ထိပ်ပြတ်ထရားနေနောက်တစ်ချက်ဒီ discernment ဖြစ်ပါတယ် discernment ကတော့အာကျွန်တော်တို့အာခွဲခြားနားလည်နိုင်စွမ်းလို့ တို့ပြောမှာဖြစ်တယ်။ဘာလို့လဲဆိုတော့တရားလာဟောတဲ့လူပဲဖြစ်ဖြစ် worship လीလုပ်တဲ့လူပဲဖြစ်ဖြစ်နောက်ဆုံးသက်သေခံတာပဲဖြစ်ဖြစ်လူတိုင်းကတော့ဖះပြောလို့လုပ်တယ်ဆိုတာကြီးပဲဖះပြောလို့ဒီလိုပြောပါတယ်ဖះကျွန်တော်တို့ဒီလိုဖော်ပြပါတယ်ဆိုတာမျိုးကြီးပဲပြောကြတာမဖြစ်ပါဘူးဘဒူးမတော့ကျွန်တော်စိတ်ကူးပေါက်တဲ့အတိုင်းကျွန်တော်အိမ်မက်ရတဲ့အတိုင်းကျွန်တော်ထင်တဲ့အတိုင်းအာလာပြီးမှပြောပါတယ်လို့တော့ဘဒူးကမှတော့နာမည်တက်ပြီးမပြောပါဘူးလူတိုင်းကဖះပြောတယ်ဖះကိုဖော်ပြတယ်ဆိုတာနဲ့ပဲပြောတာဖြစ်တယ် ဒါပေမဲ့ဟာပြဿနာကဖះဖះပြောတဲ့အရာမဟုတ်ပဲနဲ့ဒီနေ့ဒီလိုထူးခြားသောမီးပေါ့ဖះမှားထားတာမဟုတ်တဲ့မီးနဲ့ကိုယ်ပွက်ချင်းဟာဥဆောင်တဲ့အရာတွေနော်နှုတ်ကပတ်တော်ပြောတဲ့အရာတွေတက်သေးခံတဲ့အရာတွေနော်အကုန်လုံးထင်နေတာဖြစ်တယ်အဲ့တော့ဒါဘာရေးကြီးသွားလဲဆိုတော့ discernment ပေါ့နော်စိတ်ဝိညာဉ်ကိုပိုင်းခြားပြီးသိနိုင်တဲ့အရာ ဒီဟာကနှုတ်ကပတ်တော်နဲ့ညီလားမညီဘူးလားဘုရားစကားဟုတ်လားမဟုတ်ဘူးလားဒါပရိုဖက်အစ်စ်ပြောတာလားမဟုတ်တာလားဆိုတာကိုနားထောင်တဲ့ယုံကြည်သူတွေကိုယ်ခွဲတဲ့သူတွေဒီ discernment ဆိုရက်နော်ခွဲခြားနားလည်နိုင်ဆိုတာကျွန်တော်တို့မှာရှိဖို့အင်မတန်အရေးကြီးတာဖြစ်တယ်ဒီ discernment ဆိုရက်နော်စိတ်ဝိညာဉ်တို့ပိုင်းခြားနားလည်နိုင်ခြင်းဒီနေ့ခွဲခြားပြီးမှထိုးထွင်းပြီးတော့နားလည်နိုင်ခြင်းဟောနော်ဒါ judgment မဟုတ်ဘူးနော်ဒါသူများကို judge လုပ်တာ ပြောတာမဟုတ်စီရင်တာကိုပြောတာမဟုတ်ဘူး ဒီနေ့ဟာဒါကိုကိုတိုင်းခွဲခြားပြီးတာကတမတရားလားတမတရားမဟုတ်ဘူးလားဒါလောကအရာလားဒါကဘုရားပြောတဲ့အရာလားနော်ဆိုတော့ကျွန်တော်တို့ပိုင်းခြားပြီးမှအာနားလည်နိုင်ဖို့ discernment ဒီအခုခေတ်အခုကာလမှာအင်မတန်အရေးကြီးသွားတာဖြစ်ပါတယ် discernment ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ immune system နဲ့တူတယ်ဒီနေ့ကိုယ်ခံအားနဲ့တူတယ်ကိုယ်ခံအားရှိနေလို့သာအပြင်ကနော်ဟာပိုးဝင်လာလို့ရှိရင်ပိုးကိုတိုက်ထုတ်ရမယ် နော်ကိုကိုခန္ဓာနဲ့ကိုအန္တရာယ်ပြုနိုင်တဲ့ bacteria virus နော် parasite ဘာပဲဝင်လာဝင်လာတိုက်ထုတ်ရမယ်လက်မခံရဘူးဆိုတော့ကိုယ့်ရဲ့ immune system ကသိနေလို့ကျွန်တော်တို့ပိုးတွေပြည့်နေတယ်ဒီလောကထဲမှာကျွန်တော်တို့ရှောက်သွားနေပြီပဲမသိသွားတာဖြစ်တယ် immune system မရှိတော့တဲ့လူတယောက် immune system ကျသွားတဲ့လူတယောက်ဆိုရင်ပိုးတွေရှိတယ်ဒီလောကထဲမှာခဏလေးဝင်သွားကြည့်ပါယောဂပေါင်းမျိုးစုံရပြီးတော့မှခဏလေးနဲ့နော်အသက်ဆုံးသွားမှာပဲဒီနေ့ကျွန်တော်တို့ဒီပိုးတွေနဲ့ပြည့်နေတဲ့ဒီလောကကြီးထဲမှာကျွန်တော်တို့အသက်ရှင်နေတာကျွန်တော်တို့ရဲ့အတွင်းမှာ ီ immune system ရှိလို့ဖြစ်တာဖြစ်ပါတယ်ဒီလိုပဲအားလုံးကတော့ပြောမှာပဲဒီနေ့ဖျားပေါ်ပြလို့လုတ်တယ်ဆိုတာကြီးနဲ့ပဲအကုန်လုံးလာမှာပဲဒါမဲ့အဲ့ဒါကို discernment ဆိုတဲ့เนาะဒီလိုအများလှစွာသောဩဝါဒတွေများလှစွာသောအာဒီနေ့မာယွန်းနဲ့သွန်သင်ခြင်းတွေမာယွန်းနဲ့ကိုးကွယ်မှုအမှုရာတွေတနည်းအားဖြင့်ပြောရင်ဒီထူးခြားတယ်မိဖျားမမာတာတဲ့မိတွေကျွန်တော်ပတ်ဝန်းကျင်မှာရှိနေမှာပဲဒါမဲ့အတွင်းမှာရှိတဲ့ immune system တွေပဲအတွင်းမှာရှိတဲ့ တန်ရှင်သောဝိညာဉ်တော်ရဲ့အတွင်းမှာရှိတဲ့ discerning spirit ဒီနေ့ခွဲခြားနားလည်နိုင်တဲ့အရာဒီကျွန်တော်ယုံကြည်သူကိုယ်ခွဲသူရဲ့တသက်မှာဘုရားပေးတာပါတယ်။ဒါဘုရားယုံကြည်သူတိုင်းမှာပေးတာဖြစ်တယ်။အမ်အတွင်းကဝိညာဉ်ကသိသလိုနှုတ်ကပတ်တော်ကိုလည်းကိုယ်ကိုယ်တိုင်းဖတ်ကိုယ်ကိုယ်တိုင်းလေ့လာဖို့အာကိုယ်ကိုယ်တိုင်းနားလည်ထားဖို့ကိုယ်တိုင်းဖျားနဲ့အချိန်ယူလာဖို့တော့ဒါအင်မတန်အရေးကြီးသွားတယ်ဆိုတာကိုဒုတိယတစ်ချက်ကျွန်တော်တို့အာနားလည်ရတာဖြစ်တယ်။တတိယတစ်ချက်ကတော့ နှလုံးသားဆိုတာလေးကိုကျွန်တော် heart ပေါ့နော်ဒီအကြောင်းအရာနေကျွန်တော်စင်ကျင်မိတယ်အာဒီမှာဘုရားမမာတာပဲနဲ့လုတ်တဲ့အရာဘုရားစိတ်ဆိုးသွားတယ်ဆိုဟုတ်ပါတယ်ဒါ obedience မရှိတဲ့နှလုံးသားเนาะတမင်တကာလှုပ်ချင်တယ်လို့ဖြစ်တယ်လို့လှုပ်တဲ့နှလုံးသားပေါ့เนาะဘုရားမှားတာတော့နားလည်ရတာ ਨੇ ဟာဒါပေမဲ့ဘုရားမမှားထားဘူးဒါပေမဲ့ဘုရားကိုကိုးကွယ်ခြင်းလေဆိုတော့တကယ်မှန်ကန်တဲ့နှလုံးသားရှိတဲ့သူတွေလည်းနှုတ်ဘတ်တော်တွေမှာ ရှိပါတယ်ဥမာဒါဝိစုဘုရားကတင်းနေမှာပဲနေတယ် ဘုရားကိုဗိမ္မာန်တော်နဲ့သူကိုယ်ဝယ်ချင်တယ်ဆိုတဲ့နှလုံးသားပေါ့အဲ့ဒီနှလုံးသားနဲ့ဘုရားကိုနီးချင်တယ်ဆိုတဲ့နှလုံးသားနဲ့တကယ်မှန်တဲ့အခါမှာတော့ဘုရားက နော်သူ့လက်ထပ်မှာမဟုတ်ဘူးသူ့သားလက်ထပ်မှာဗိမ္မာန်တော်ပေးဆောက်တယ်ပေါ့နော်ဒီလိုဟာဒီနေ့ဒီလိုလေးလျက်ရှိတဲ့ဒါဝိရဒါကိုတဲကိုပြန်ပြီးမှထူမယ်ဆိုတဲ့နော်သူ့ကိုဒီလိုအစည်းသားမရှိဘဲနဲ့ဒီ musical worship နဲ့ဘုရားရှိခိုးမှာအမြဲတမ်းချီးမွမ်းခြင်းကိုယ်ခွင့်ခြင်းသချင်းတယ်တွေနဲ့အပြည့်နဲ့ နော်ဒီ sacrificial system ကိုကြော်ပြီးမှနောက်ထပ်နော်ဒါဝိရဲ့တဲနဲ့မောရှိရဲ့တဲကအင်တန်ကွာသွားတာဖြစ်တယ်ဘုရားအဲ့ဒါကြတော့လက်ခံတယ်ပေါ့နော်နောက်ဆိုမောဒါဝိလက်ထမှာသူ့ကိုဘယ်သူမှလည်းဒီလိုဒီလိုဘုရားကိုကိုးကွယ်လို့ရတယ်ဆိုဘယ်သူမှလည်းတင်ပေးခဲ့မှာမဟုတ်သူပြောခဲ့မှာမဟုတ်ဘုရားလည်းမာတာတော့မဟုတ်ပါဘူးဒါပေမဲ့သူ့နှလုံးသားထဲမှာဘုရားနဲ့ရင်းနှီးခြင်းတယ်ဘုရားကိုတကယ်ပဲကိုးကွယ်ခြင်းတယ်ဆိုတဲ့အခါမှာလက်ခံသွားတယ်ဒီလိုပဲနာဒုစီမွေးနဲ့နော်ဒီစီမွေးကိုခရစ်တော်ဘုရားရဲ့ ခြေတော်ရင်မှာခွဲပြီးတော့မှအဖိုးများစွာထိုက်တဲ့ဒီနာဒုစီမွေကိုခွဲပြီးတော့မှကိုယ်ခွေပါလို့ဗေချမ်းမှာမှမရေထားမမှားထားပြိမ့်မယ်နှလုံးသားပါတယ်ဒီအမျိုးသမီးကိုခရစ်တော်ပြလက်ခံတယ်ဆိုတော့ဘုရားသည်နှလုံးသားကိုကြည့်နေတယ်ဘုရားဖြစ်တယ်အဲ့တော့စဉ်းစားရင်ဒီဂျမ်ပကုတ်ဖတ်တဲ့အခါမှာကျွန်တော်တော်တော်ကြောက်ရွံ့စေတယ်ဂျမ်ပိုက်ဖြစ်တယ်ပြန်ပြီးတော့မှကိုယ့်ဟာကိုယ် self reflect လုပ်စေတဲ့ဂျမ်ပိုက်ဖြစ်တယ် ကျွန်တော်တို့ဖျားမပါထားတဲ့ဘီထူးကြတယ်လူကတော့ထူးကြတာခြိုက်တယ်နော်နှုတ်ခွတ်တော်ကတော့ရှင်းရှင်းပြောလဲရိုးရိုးတသားပြောလဲအကျိုးသက်ရောက်မှာပဲဖျားရဲ့စကားမှန်တယ်ဆိုလို့ရှိရင်ထူးထူးခြားခြားမျိုးစုံလူစိတ်ဝင်စားအောင်မျိုးစုံအကုန်လုံးရှောက်ထည့်ပြီးမှဟိုကောင်းငယ်ကောင်းငယ်ရောက်သွားတဲ့အကြောင်းတွေရောနော်ကောင်းငယ်ကိုဖျားခေါ်သွားတဲ့အကြောင်းတွေရောအကုန်လုံးပြောပြီးမှ ဆိုတော့လူကတော့ထူကြတဲ့အရာကိုကြိုက်တတ်တာဖြစ်ပါဒါပေမဲ့နှုတ်ကပတ်တော်ကတော့ယူယူရှင်းရှင်းပြောလဲဘုရားစကားမှန်ပြောင်းလဲမှာပဲဖြစ်တယ်ကျွန်တော်တို့ဘုရားမမာတာပဲ ਨੇ ဘယ်နှခုများပြောပြီးပြီလဲမသိဘူးတရားဟောချက်ဒီမှာဘုရားမမာတာတဲ့ကိုယ်ခွေချင်းနဲ့ပုံစံနဲ့ဘယ်နှခါများကိုယ်ခွေပြီးလဲမသိဘုရားကိုဒီနေ့ obedience မရှိပဲ ਨੇ ဘယ်နှခါများဘုရားရဲ့အမှုတွေမှာကျွန်တော်တို့ တည်သွားပြီလည်းမသိဘူးတည်သွားပြီဆိုတဲ့အခါမှာနော်လုံးဝဟို death လုံးဝတည်သွားတဲ့ဟာကိုနော် physical death ကိုမမြင်စေချင်ဘူးပေါ့နော်ဒီတဲ့တိုးတက်တဲ့တော့တည်သွားရဆိုမရှင်တော့တာပေါ့နော်မရှင်လို့ဆိုဆက်ပြီးမှမကြီးထွားတော့တာကျွန်တော်တို့လည်းမဘလောက်နဲ့နာသွားပြီလဲမသိဘူးနော်ကျွန်တော်တို့နောင်တနဲ့ဖရာဘက်ကိုလှည့်ပြီးမှနော်ပြင်ဆင်ဖို့ဖြစ်တယ် obedience နောက်တစ်ချက်ဒီ discernment မှာအင်မတန်အရေးကြီးပါတယ်လူတိုင်းကတော့ထူကြတဲ့မိတွေနဲ့အခုကစ်ထဲမှာရဟန်းကိုကိုယ်ွယ်ပြနေပြီတရားတွေဟောပြနေပြီ ဒါပေမဲ့ဒီဒီဒီပြောတဲ့နှုတ်ကပတ်တော်ဒီပြောတဲ့သွန်သင်ခြင်းဒီကိုယ်ွယ်တဲ့အမှုရာသည်ဖျားစီကလာတာလားဆိုတော့ကိုဖျားမာတာလားဆိုတော့ကိုဒါ judge လုပ်ဖို့မဟုတ်သင်ကိုယ်ရံတော့သိဖို့လိုတာဖြစ်တယ်ဒီ discernment နော်ခွဲခြားသိနိုင်တဲ့အရာကိုဖျားတဲ့သူအချိန်ယူဖို့ကျွန်တော်တို့လိုတာဖြစ်တယ်ကျွန်တော်တို့ယဉ်သိရင်ကျွန်တော်တို့အသံအမှန်ကိုကြားတတ်တာဖြစ်တယ်ကိုကိုတိုင်းနှုတ်ဘက်တော်ဘတ်ထားမှာဖြစ်တယ်ကိုကိုတိုင်းတေချာဖတ်မှာကိုကိုတိုင်းတေချာလေ့လာမှာဖြစ်တယ်ဘုရားနှုတ်ကပတ်တော်တွေကတော့ကြော်ပြီးမှပဲအမှုရအောင်မှာ မလုပ်ပါဘူးတတိယတစ်ချက်ကတော့နှလုံးသားပါဘုရားဒီနှလုံးသားကိုကြည့်တယ်ဘုရားဖြစ်တဲ့အခါမှာဒီနေ့လှုပ်တဲ့အမှုရာထက်နှလုံးသားမှန်ဖို့ဘုရားရှိခိုးမှတည်းအရေးကြီးတယ်ဒီနေ့เนาะဘုရားရှိခိုးမှကျွန်တော်နှလုံးသားကိုမဝက်ထားပဲနဲ့နှလုံးသားကိုဘုရားရှိခိုးမှဖွင့်ပြထားပြီးမှကိုတော့ကျွန်တော်နှလုံးသားကိုစစ်ဆေးပါလွှဲနေရတဲ့အရာတွေရှိရင်ကိုတော့ပြောပြပါသင်ပေးပါ ပြင်ပေးပါဆိုတာကိုယ်ကိုယ်သူတယောက်မှရှိရမယ် အာနှလုံးသားမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဖြစ်ပျက်ထဲကနေဒီ၃ချက်ပေါ့နော်ကျွန်တော်စဉ်းကျင်မိပါတယ်အဲ့လို obedience ခင်ဗျာပြောရင်မာနာနာခံတဲ့အရာ ပြောရင်ပြောတဲ့အတိုင်းလုပ်တာပေါ့နော် discernment ဒီနေ့ခွဲခြားပြီးမှ စိတ်နှလုံးနော်ဒီနေ့အာနားလေတဲ့စိတ်နှလုံးထဲမှာနားလေခွဲခြားနိုင်တာအာနောက်ဆုံးကတော့ heart ပေါ့နော်ခင်ဗျာပေါ့မှာမှန်ကန်တဲ့နှလုံးသားနဲ့အာခင်ဗျာကိုဆက်ဆံတဲ့သူတွေဖြစ်ဖို့အရေးကြီးတာဖြစ်ပါတယ်ရောက်ချင်းစီတိုင်းမှာခင်ဗျာရဲ့ကောင်းချီးမင်္ဂလာတာဝန်ရှိပါစေ